ကဲဒါလို့သမီးတို့ရေဆရာတို့ဒီတကားဘာတွေကိုထပ်ပြီးရေးရလေ့ကျင့်ရမလဲဆိုတော့ဆရာနော်ဒီအရှိရသင်ခန်းစာတွေတုန်းကဒါလို့သမီးတို့တင်သွားတယ်ဘာတင်သွားလဲဆိုတော့ဆရာတို့မြန်မာစကားပေါ့နော်ဆရာတို့မြန်မာစကားမှာပြောလိပြောထားမှရှိတဲ့အတန်အတွက်တွေ English မှာရှိတယ်ဆိုတော့ဒီ alphabet တွေဘာတွေများဖြစ်လဲဖြစ်မလဲဒါလို့သမီးတို့မှတ်မိကြလားပြောကြည့်ပါဦးဘာတွေလဲ F Q R V X ဟုတ်ပြီနော်ကဲဒါဆိုရင်သားတို့သမီးတို့ဒါတွေကိုမှတ်မိကြမယ်လို့ထင်ပါတယ်ကဲဒါဆိုသားတို့သမီးတို့ရေဆရာတို့စာရေးလိုက်ကြအောင်ကဲဒါဆိုခဲရန်လေးကြီးထုတ်မယ်ကင်ထားမယ်ပြီးသွားရင်စာအုပ်လေးယူထားမယ်နော်စမယ်ပထမဆုံးတစ်လုံးပါလဲ F F ကို0ရေးမယ်ဒါဆိုရင်ဘယ်လိုရေးမလဲသူ့ကောင်းလေးကနေစမနော်ပထမဦးဆုံးစပြီပြီးသွားရင်အလဲမှာ0 ုံချောင်းလေးထည့်လိုက်ကဲဒါ F filter ပြီးတော့လွယ်လွယ်လေးပါဒါဆိုရင်တေချာလေးလိုက်ရေးကြည့်မယ်နော်ဒါဆိုရင်နောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ် F ကိုရေးမယ်သူ့ရဲ့အတန်တွက်ကိုဗဇက်ကနေထွက်ကြည့်မယ်လာပြီရေးပြီနော် F ဟာပြီနော်ဒါတို့ပြီးတော့ကဲဒါဆိုရင်ဆရာနောက်ထပ်တစ်လုံးထပ်သွားလိုက်ရအောင် F ပြီးရင်ဘာလာလေအော်ဒီကာ Q ကိုရေးကြည့်မယ် Q ဟုတ်ပြီနော် ဖြူကြတော့ဆရာကဘယ်လိုရေးမလဲဆိုတော့တေချာချီတာမနော်တာရသမီးကိုရေးတာ Q ကသူ့ရဲ့ခေါင်းလေးကိုအရင်ထည့်မယ်ဆရာတို့ကခေါင်းလေးကို wipe မယ်ပြီးသွားရင်သူ့ရဲ့အမီးလေးရှိတယ် Q ကကြတော့အမီးလေးကိုအောက်ကိုဆွဲချလိုက်တယ်ဒါဆိုရင် Q ရသွားပြီတာရသမီးကဲဒါဆိုရင်တာရသမီးတို့ရေးဆရာတို့ဒီတကား Q ကိုထပ်ရေးမယ်အတန်ထွက်ကလေးကိုထွက်ကြည့်မယ်စပါပြီနော်ရေးပြီးခေါင်းလေးရဆမယ် you ဟုတ်ပြီနော်ဒါပြီးတော့ဒေါ်လိုက်တာကဲဒါဆိုဆရာနောက်တစ်လုံး r r ကျတော့လွယ်လွယ်လေးသားမျိုးလေ r ကျတော့သိမ့်မခက်ဘူးဆရာနဲ့တူလိုက်ရေးကြည့်မယ်သူ့ရဲ့ဒီရဲ့အဆန်လေးရတယ်စာပြီးသွားရင်ဟော်ဒီလိုလေးထည့်ပေးလိုက် r လေးဖြစ်သွားတယ်ဒါမျိုးဘာမှမခက်ဘူးနော်ကဲဒါဆိုရင် r လေးကိုနောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်ကြီးမယ်လား r ရပြီနော်ဒါတို့ဒေါ်လိုက်တာဒါဆိုဆရာနောက်တစ်လုံး V V ကိုဆရာတို့လေ့ကျင့်မယ် V ကြတော့ဆရာတို့မျိုးလွယ်ရယ် V ကလည်းလွယ်လွယ်လေးဒါပေမဲ့ဆွဲရခါကျရင် तू ကဘယ်လိုဆွဲရမလဲဆိုတော့ဒီလိုမျိုး V လို့တစ်ချက်ဒီလိုတစ်ချက်နှစ်ချက်ဆွဲရမယ်နော်ဒါဆိုဆိုတော့အဲ့မှာ V မှာသတိထားမှာ V ကိုတစ်ခါတည်းဒီလိုမျိုးကြီးတစ်ချက်တည်းနဲ့ဆင်းပြီးတော့ဒီလိုတက်ပြီးတော့မဆွဲရဘူး V ကိုနှစ်ချက်ဆွဲပေးရမယ်နော် ဒီဘက်ကနေအပေါ်ကနေအောက်ကိုတစ်ချက်ကိုဘက်ကအပေါ်ကနေအောက်ကိုတစ်ချက်နှစ်ချက်ဆိုရမယ် V ကိုနော်ကဲဒါဆိုရင်ဆရာတို့နောက်တစ်ခါထပ်ပြီး V လေးကိုလေ့ကျင့်လိုက်ကြအောင် V ဟွန်းဒါနော်ဒါကဲဒါဆိုဆရာနောက်ဆုံးတစ်လုံးပဲကျန်တော့ရ X ပဲကျန်တော့ရ X လေးကိုဆွဲလိုက်ကြအောင်ကဲဒါဆိုရင်ဆရာတို့ X ကကျန်တော့တွေ့လေလေလေးနော်ဒုတ်ချောင်းလေးနှစ်ချောင်းပဲပါတယ်ဘယ်လိုလဲဒီလိုမျိုးတစ်ချက် ပြီးသွားရင်ဟိုဘက်ကနေတစ်ချက်ဒါပဲတစ်ချက်ပဲ x ဖြစ်သွားနော်ဒါတော့ဒီလိုအိမ်မှာဆွဲလို့ရှိရင် x ကိုဆွဲလို့ရှိရင်တော့ဘောင်းပြန်နေပါတယ်နော်အပေါ်ကအပေါ်ကနေအောက်ကိုတက်တာတယ်မလုပ်ပါဘူးနော် x ဆွဲလို့ရှိရင်နှစ်ချက်စလုံးအပေါ်ကနေအောက်ကိုပဲဆင်းမယ်နော်ဆိုတော့ဒီဘက်ကနေတစ်ချက်ခိုးဘက်ကနေတစ်ချက်အပေါ်ကနေအောက်ကိုပဲဆင်းပြီးဆွဲရမယ်ကဲဒါဆိုရင်ဇာတို့နောက်တစ်ခါ x လေးကိုထပ်ပြီးလေ့ကျင့်မယ်တူတူဆွဲပါလာပြီ x 1 2 3 ကဲဒါသမီးတို့ဒါဆိုရင်အရန်တော့တာပဲဒါသမီးတို့ကနော်ဆိုတော့အခုဆိုရင်ဆရာတို့ဆွဲသွားပါလဲဆရာတို့မြန်မာစကားမှာမြန်မာစကားပြောတဲ့ကောင်မှာထွက်လစ်ထွက်တာမရှိအတန်နေနော် F Q R W X ဒီငါးလုံးကိုဆရာတို့ကရေးပြသွားတာဖြစ်ပါတယ် ကဲဒါတို့သမီးတို့ရေဒါဆိုရင်တော့ဆရာတို့ဒီနေ့ alphabet တွေရေးသွားတာဆရာတို့အားလုံးပြီးသွားပြီเนาะ A to Z ဆရာတို့အားလုံးစုံစုံနေနေဖြစ်သွားပြီဆရာအုပ်ရေးတဲ့အခါမှာเนาะအုပ်စုလေးတွေအုပ်စုလေးတွေခွဲပြီးတော့ဒါတို့သမီးတို့ကိုရေးပြသွားတယ်เนาะရင်းနှီးလေးတွေကိုလည်းဒါတို့သမီးတို့တွေးပြီးပြီးဇန်နဲ့တူတူလိုက်ပြီးတော့လေ့ကျင့်ပြီးသွားပြီကဲဒါဆိုရင်ဒါတို့သမီးတို့ရေးဒီကဆရာတို့ရေးသွားတာဘာကိုရေးသွားတာလဲဆိုတော့ small letter เนาะ A to Z ကို small letter ကို ရေးသွားတာဒါတို့သူတို့ဒါကိုခြေတက်သွားပြီဆိုတော့ဒီချက်ပို့ပြီးကောင်းထဲမှာဆွဲသွားဖို့နောက်ပို့ပြီးရေးတက်ဖို့ကဒါတို့သူတို့အိမ်မှာထပ်ပြီးတော့ A to Z ကိုနောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်ကြပါကဲဒါဆိုရင်ဒါတို့သူတို့ဇာတ်တော့အခု A B C D small letter ရေးတဲ့အပိုင်းပြီးသွားပါပြီဒါဆိုရင်ဒါတို့သူတို့ရေဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒါတို့သူတို့နဲ့ဇာတ်တို့နဲ့နောက်ထပ်နောက်ထပ်လာမယ့်သင်ခန်းစာတွေမှာထပ်ပြီးတော့ဇုံတွေ့ပါဦးမယ်